ဒီမေလေးပြောရခက်လိုက်တာ။တားရဲ့အမေလေးလုံးနိုင်ပါတယ်ဒီတော့လေးရတော့။ကုချကြည့်အမေရေလို့နောက်ဆုံးစားရခြင်းပဲလို့ဒါတကယ်တော့ကျမကြီးနဲ့အရင်ညညွတ်တယ်။အာဆရာမလေးကျေးဇူးကြပါ မေးလဲကောင်းတာမဟုတ်ဘူးအဲ့ဒီဝက်ဒီထားရပါပြီးကြသားလန်းလိုက်ပါမယ်။ဩသားရဲ့အမေလဲလုံနိုင်ပါတယ်ဒီလောက်လေးရတော့။ဩဒီမေလဲပြောရခက်လိုက်တာ နှစ်တဟုံမှာကြည်လင်ကြကုန်တော့တတ္တဝါများအမြအတန်ပေးဝေပါတယ်အားလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်တော်တာရုတာရုတာရု အဲဆရာမလေးတို့ပါလားခိုင်ခိုင်ဆရာမလေးရင်းနှီးတောင်းဒီနေ့ဟောပြောပွဲကိုလေအကုန်လုံးကလာကြတယ်အဲ့ဒါအန်တီနဲ့ကိုချက်ကြီးနဲ့မလာလို့လေအဲကြောင့်ကျမကြီးမြန်မကောင်းလာလို့လာမေးတာသတင်းလာပြီအဲဆရာမလေးကိုချက်ပါတီချန်ခင်းရင်ငါပြီးကြလိဆရာမလေး 哦ကိုချစ်ချင်းခရညင်းနေငါပြီးကြွက်ချက်နေတာစီလေးလည်းကြည့်ပါဦးစီလေးကြီးလေးနဲ့စားလို့ကောင်းလို့ဟုတ်တယ်အင်းပြီးတော့ဘာလေးဘာလေးထဲအောင်မှာလောက်ပါအောင်ဘာလေးထဲအောင်မှာကျွန်တော်ငါပြီးနေငါပြီးများများနဲ့မှာအချိုမုတ်လေးနဲ့စားလို့ကောင်းအောင်လို့ကိုချစ်ကြည်ကိုချစ်ကြည်ရဲ့အမေကစီဂျိုသွေးတို့ကျမ်းမကြီးကလည်းချူချတယ်အဲ့ဒါကိုကိုချစ်ကြည်ချက်နေတဲ့စီကိုလည်းကြည်အောင်ပြီးတော့ငါပြီးတွေကိုအချိုမုတ်တွေရောစားတွေရောထဲအောင်မှာလေးကိုချစ်ကြည်ရဲ့ ဒါဒီကကိုချက်ကြီးတကယ်တော့ကျမ်းမာရင်းနဲ့မသိတော့ဘူးသိလားဟုတ်ကဲ့အဲ့တော့ကိုချက်ကြီးအမေကိုမြင်းမြန်လေးနဲ့ကျမ်းမာရေးကိုပြန်ပြီးကောင်းစေချင်တာဆိုရင်စေးတစ်ခုတည်းနဲ့အခုလုံးလို့မရဘူးကိုချက်ကြီးအိမ်မှာချက်ကျွေးတဲ့ဟာတွေကလည်းအဓိကပဲအဲ့တော့တဘာဝရတဲ့ဥပမာဆိုပါစို့ငါကျက်တာအသားငါမှာသူတို့မှာကိုပိုင်တတ်ထုတတ်တည်ရှိပြီးသားကိုပိုင်အဟာရတတ်တည်ရှိပြီးသားအဲ့ဒီသူတို့ရဲ့ကိုပိုင်အဟာရတံမိုးတွေကိုမြင်မအောင်လို့သူတို့ရဲ့ပုံမှန်မှာရှိတဲ့အရာတာကိုပဲကိုချက်ကြီးက ပြုတ်ချက်ကျွေးတာမျိုးလုပ်ရတယ်။ကိုချက်ကြီးတကယ်တော့ဒီစားဆိုတာကကျမကြီးနဲ့လည်းမသိဘူး။အဓိကကသွေးတို့သမားတွေ။ပြီးတော့ကိုချက်ကြီးအမေကစီးချိုလက်ရှိတယ်။ကိုချက်ကြီးအခုဓမ္မဆန်စားကြရအောင်တားမိတယ်။လုပ်ပါအောင်ပြပါအောင်။အာဒီမှာဆရာမလေးရိုးရိုးထမင်းပဲလေဆန်ဒီဘက်ကထွက်တဲ့ဆန်ဖြူပဲ။ဟုတ်ကဲ့ဟုတ်ကဲ့။อืมအဲ့ဒါဆိုရင်ဟိုဟာလေးတို့ဟိုဟော့ပြိုဝဲအိမ်မှာဆန်လုံးညို့ထုတ်ပါတယ်။ဒီနေ့ဟော့ပြိုဝဲရလဲအဲ့ဒါနဲ့တက်ဆိုင်တာလေးဆိုတော့ဟုတ်ကဲ့ အဲ့ဒါအပြန်ကြောက်လို့ရှိလို့ရှိရင်ကိုချက်ကြီးကိုထည့်ပေးလိုက်မယ်လိုက်ယူလိုက်အဲ့အိမ်ကိုလေနော်ကျွန်တော်အဲ့အဲ့ဒါဒီလိုပဲဒီဆန်လိုပဲစဟုတ်တယ်ဒီဆန်လိုပဲဒါပေမဲ့ तू ကဆက်ဒီဆန်အဖြူကကျတော့ तू polish တင်လိုက်တာဒီဆန်လုံးညိုကကျတော့ဆန်စပားကနေခွဲပြီးတော့ထွက်လာတဲ့ဆန်ပေါ့နော်ဆန်လုံးညိုကအဲ့ဒီဆန်လုံးညိုမှကိုဒီအမြင်လှအောင်ပေါ့ ပို့ပြီးဖြူပွေးသွားအောင်ဆိုပြီးတော့ polish တင်လိုက်တာအဲ polish polish တင်လိုက်တဲ့ဆန်ကဆန်ပြူဖြစ်သွားတာပေါ့အခုချက်ကြီးလို့စားနေရတယ်အဲ polish တင်ပြီးသားတွေအဲဆန်လုံးညိုလေးကိုချက်ကြီးဆန်လုံးညိုကသူကဒီနှလုံးကိုစီချိုသမားတွေအတွက်ကိုသူကထိမ့်ပေးတာပြီးတော့သွေးတို့ဒီသွေးတို့ရှိတဲ့လူတွေဆိုလို့ရှိရင်လေသွေးတွင်းကဒီ cholesterol ကိုချပေးတာဖြစ်တဲ့အတွက်ကိုသူကကျန်းမာရေးနဲ့အရန်တင့်တော်တယ်ဒါမဲ့တခုတော့ရှိတာပေါ့တေချာတော့ဟိုပြောင်းပြီးစင်အောင်လို့တော့ဆေးရမှာပေါ့မချက်ခင် နော်ဘာပဲဆိုတော့သူကစံချမ်းလေစံချမ်းဒီစံစီစပားစီတွေကနေခွဲပြီးထွက်လာတဲ့အာမလို့အဲကိုချက်ကြီးအဲ့ဒါလေးကိုချက်ကျွေးကြည့်အဲ့စံလေးနဲ့တွဲပြီးတော့အိမ်မှာတဘာဝဒီတဘာဝရာကိုချက်ကြီးဆိုဒီနားမှာချောင်းမြောင်းငါးတွေအင်းရိုင်တွေရှိနေတာအဲ့ဒီကနေပြီးရတဲ့ဒီအသားငါးတွေကိုပြုတ်လော်ပြီးတော့သူ့တဘာဝအရသာနဲ့ချက်ကျွေးဟုတ်ကဲ့အန်ဒီကတော့ချက်မှာမဟုတ်ဘူးအစပိုင်းတော့ကွန်ပလိန်နဲ့နဲ့တက်လိုက် သိလားသူပုံမှန်စားနေကြဆန်ကလည်းကောင်းနေပြီးတော့ဒီစီစားငယ်ရွက်ချက်သွန်နေနဲ့စီပြန်ဟင်းနေနဲ့သူစားနေကြလေအဲ့တော့ကိုချက်ကိုဘယ်လိုပဲဖြစ်ဖြစ်အစာပိုင်းစားရင်တော့သူမစားချင်ဘူးဘာညာပြောလိုက်မယ်အဲ့တော့ကိုချက် ကကို့မေးပဲချော့လိုက်ချော့လိုက်နဲ့မရရအောင်သာကြွေးသိလားနော်အလုံးလုံးတရက်နှစ်ရက်ပါပဲနောက်ပိုင်းဆိုသူလည်းအသားကျသွားလိုက်မယ်ဘယ်လိုဆိုဒီကိုချက်တို့နေ့စဉ်စားသုံးနေတဲ့အစာအသောက်တရားလဲကျမကြီးရဲ့တရောင်းတနေရာမှာပါဝင်တယ်လေ အဲ့တော့ကိုချက်နေတိုင်းရှာလို့ရတဲ့ဒီအသားငါးတွေကနေပြီးတော့တဘာဝရတဲ့အပြရတာအတိနဲ့အဲ့ဒီတက်တင်လို့ပဲတိတ်တိတ်ချာချာလေးသူ့ကိုချက်ချွေး အဲ့ဆိုလို့ရှိလို့ရှင်တပတ်လောက်ဆိုလို့ရှင်ဒါတိတိတတသူ့ကျမကြီးလေးကတိုးတက်လာလိမ့်မယ်နော်အမအားတို့လည်းနောက်တစ်ပတ်ပုံမှန်လာနေကြအတိုင်းပဲနောက်တစ်ပတ်ကျရင်အမအားတို့လည်းဒီကိုပြင်လာမှာပဲအဲ့ချိန်ကျတော့ကိုချက်အမအားတို့နောက်တစ်ပတ်ကျရင်တွေ့ရတဲ့အခါကျရင်ကိုချက်အမေရဲ့ကျမကြီးအခြေအနေလေးအမအားတို့တစ်ချက်ပြန်ပြောပြပေးနော်ဒါမှဆန်လုံးညိုတော့နည်းနည်းတတိထားပေးဆန်လုံးညိုကဟိုချက်တဲ့အခါမချက်ခင်ဒီရေနဲ့တိတိချာချာဆင်အောင်စေနော်အဲ့ဆိုသူကဆန်ချန်းဒီဆန်စပါးစီကနေပြီးတော့မှ ခွဲပြီးထွက်လာတဲ့စံချမ်းဖြစ်နေတာ။အမတို့ဒီလိုမျိုး polish မတင်ရသေးဘူးဆက်မတန့်စင်ရသေးဘူးလေနော်။အဲ့ဆိုတော့တေချာရေလေးတော့ဆေးပြီးတော့တေချာချက်ကျွေးနော်။လုံးဝလုံးဝစားတကြားတွေမထည့်ပါနဲ့။စီကိုလျှော့ပါစီမပါလေးပိုကောင်းလေးပါ။အမေကစီဂျိုကိုတွေးလို့ကိုရှိတာဖြစ်တဲ့အတွက်စီမပါလေသူ့ရဲ့နှလုံးချက်မကြီးကပိုကောင်းလာလေသူ့ရဲ့ကိုရင်းဒီတကြားတက်တွေဟိုအရာကမမြင်တော့ပဲနဲ့တဘာဝနေရတဲ့ဟာလေအကုန်လုံးသူ့ချက်မကြီးကိုအချောက်ကိုဖြစ်တယ်နော် အဲ့လေးအမအောင်တစ်ချက်ပြင်ပြောပြီးအမအောင်နောက်တစ်ပတ်လာတဲ့ခါကျတယ်နော် ဟုတ်ကဲ့ဆရာမလေးပြောတဲ့အတိုင်းကျွန်တော်တေချာချက်ကျွေးလိုက်ပါဦး။ Okay ဟုတ်ပြီ။အဲ့ဆိုအမနောက်တစ်ပတ်ကိုသတင်းကောင်းလေးကြားချင်တယ်။ Okay ပါ။နော်နောက်တစ်ပတ်ကိုတေချာလာပြအောင်လို့လာနော်။ Okay ဒီတစ်ပတ်အဲ့ဒါကိုချက်တို့တားမိနေအောင်စလုံးမလာလို့အမစိတ်ပူတာအန်တီရောကျမကြီးကောင်းလေလာဒါမှမဟုတ်ကိုချက်မြန်တခုခုမြန်တယောက်ယောက်မြန်နေမကောင်းကြလို့လာဆိုပြီးအစိတ်ပူလို့အမတို့ဒီအိမ်ကြီးကိုတကူးတကတ်လာကြတာ။နော်။အဲ့ဆိုအမကိုပြန်ခွင့်ပြောနောက်တစ်ပတ်ကျမတွေ့မယ်။နော်။ပြေးသွားပါဦးဗျာ။ Okay ဟုတ်ကဲ့။အမေလည်းပဲဆလာပြီးချက်ကျွေးလိုက်ပါဦး။ချက်နေလို့လိုက်ပါဦးလို့။ဒီနေ့အမေရေလို့နောက်ဆုံးစားရခြင်းပဲလို့ဒီစီပြန်ရင်းနေလို့နောက်နေ့ကျအမေကိုတားလက်ရပြောင်းပြီလို့နော်။ဟုတ်ကဲ့။နောက်နေ့သူချိန်မိပြီ စားပဲမတက်နိုင်ဟုတ်ပြီဟုတ်ပြီအဲ့ဆိုအမပြန်တော့မယ်နော်ညနေကျလို့ရှိရင်ဆန်လုံးညို့တို့ကလေးမမိနဲ့နော်အဲ့အဲ့ဟိုဘက်အိမ်မှာဟော်ပြောပွဲအိမ်မှာတွားယူလိုက်နော်ဟုတ်ကဲ့ဟုတ်ကဲ့အမထားခဲ့ပေးမယ်နော်ဟုတ်ကဲ့ပါโอเคโอเคအဲ့ဆိုဒါပဲနော်တော်တော်များပြန်တော့မယ်တက်တာတက်တာတက်တာ Mì, đi chào mùi sao nữa Đi vào tay ကောင်းလိုက်တာတာရယ်ပန်းဖေးပြောလေးပါထဲစားအောင်ကဲအေးတာကုလောင်းမေးအရင်စားစားတော့အထက်ပို့ပြီးတော့စားလို့အဆင်ပြေပါ့မလားကောင်းတာပေါ့တာရယ်အရင်စားကောင်းသားတကယ်တော့ကျမကြီးနဲ့အရင်ညင်ညွတ်တယ်။ဒီလူရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့အာဟာရဓာတ်တွေဒီဟာတွေအကုန်လုံးဒီမှာငါးဆိုလို့ရှိရင်ဒါပရိုတင်းဓာတ်ပေါ့နော်အသားဓာတ်ဒီဟာပြင်ကိုတခြားခန္ဓာကိုယ်အတွက် လိုအပ်တဲ့ magnesium zinc တို့ဒီလိုမျိုးဓာတ်တွေအများကြီးပါအောင်လို့သူကတဘာဝကရတဲ့ငါးကိုဘာမှမပါဘဲနဲ့အရင်ကသူချက်ကျွေးသလိုမျိုးစားတွေစီတွေချုံမုံတွေအများကြီးအများကြီးထည့်ပြီးချက်တာမျိုးမဟုတ်ဖိနေသူကဒီတဘာဝရတဲ့ငါးလေးကိုဒီတိုင်းလေးပဲဒီဆန်လုံးမျိုးလေးကိုဆန်လုံးဟင်းလေးပုံစံမျိုးလေးချက်ပြီးဒီမှာဆိုလို့ရှိရင်လေဒါမြန်မာတွေက ငရုပ်သီးမပိုင်မစားနိုင်တဲ့ခါကျတော့ငရုပ်သီးလေးကိုသူခန်းချွန်သီးလေးနဲ့ကျွတ်တုန်သီးလေးနဲ့ဒီတိုင်းလေးပဲသူလှုပ်ပြီးတော့တဘာဝရတာတွေကြီးပဲဒီမှာအဲ့တော့အန်တီကျန်းမာရေးအနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးနေ့စဉ်စားသုံးပေးမယ်ဆိုရင်အန်တီဆေးတွေကိုတစ်ဖြည်းဖြည်းနဲ့ရှော့ချလို့ရပြီးတော့အန်တီကျန်းမာရေးကပို့ပို့ပြီးတော့တိတိတတ်တာကောင်းလာလိမ့်မယ်နော်ဟုတ်ကဲ့ပါဆရာမလေးရေ ဲ့လိုအမြင်စားပါဟုတ်အဲ့တော့ဆန်လုံးညိုလေးကစားရတဲ့အခါတော့ပထမစားစားခြင်းကတော့ဖို့ဖွေကြီးဆိုတော့မစားတတ်ဘူးလေနော်ဒါမဲ့ဖြည်း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 နဲ့သူ့အခုလိုမျိုးလေးတွေရောရောပြီးပြင်ညင်ကျွေးနေတဲ့အန်တီလက်စားတက်လာမှာပါစိတ်ရှင်လက်ရှင်လေးနဲ့စားနော်ဟုတ်ကဲ့ပါဆရာမရအခုကြည့်လေအမေရဲ့ကျမရဲ့ကိုဂယူဆိုင်တယ်ဆိုရင်အမြဲတမ်းဒါလေးကိုတိတ်တိတ်ချာချာလေးတဘာဝရတာလေးနဲ့ပဲချက်ကြည့်နော်ဟုတ်ကဲ့ပါဆရာမကျွန်တော်လည်းအခုအများကြီးချက်တတ်နေပါပြီ အဲ့ဆိုရင်တော့ဆရာမောက်လည်းဒီနေ့ပြန်ခွင့်ပြုအောင်ဘာလို့ဒီနေ့ကတော်တော်လေးနောက်ကျနေပြီဟောပြောဖို့ရလဲဒီနေ့တော်တော်လေးနောက်ကျတာဆိုလို့လေနော်အဲ့ဆိုပြန်ပြန်မုန်းတော့နော်ပြန်ပါဦးမယ်ဟုတ်မေးစားနေတော့တဆရာမောက်ကိုလိုက်ပို့လိုက်ဦးမယ်ဆရာမောက်လေးနော်အဲ့ဆိုထုံးစံနိုင်နောက်တစ်ပတ်မှပြန်တွေ့ကြမယ်နော်အဲ့ဆိုပြန်လိုက်ပါအောင်မယ်ဟုတ်ကဲ့ပါဆရာမလေးဒီစားနေဦးမလား ခုဆိုအမေကရင်လိုမဟုတ်တော့ဘူးတဘာဝရတာနဲ့ရင်းနှီးနေအစားတွေလည်းပုံမှန်လိုက်လာပြီပြီးတော့ဖះတွေလည်းပုံမှန်ရှိခိုးပြီးတော့အလုပ်တွေလည်းပုံမှန်ပြန်လုပ်အဆရာမလေးကျေးဇူးကြပါလားကျေးဇူးများကြီးတင်ပါတယ်အခုလိုကြာတာမှလည်းဝမ်းသာပါတယ်အဲ့ဆိုအမေလည်းအိမ်မှာတယောက်တည်းဆိုတော့မူးလည်းချုပ်ပြီးအမလည်းပြန်လိုက်တော့မယ်လေနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာမကျေးဇူးများကြီးတင်ပါတယ်အမတို့နောက်တစ်ပတ်ကျတော့ပြန်တွေ့ကြတာပေါ့နော်ဟုတ်ကဲ့ပါဗျာဟုတ်ဖြည်းဖြည်းသွားပါဦးခင်ဗျဟုတ်ကဲ့ပါ